ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့နိုဝင်ဘာလ9ရက်နေ့ည8:00နာရီနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာပါရှင်။လူငယ်အစိုးရတအူးစင်ပေါ်မှာမပြောသင့်တဲ့စကားပြောလို့ထိမ့်သိမ်းခံလိုက်ရတဲ့အကြောင်းအရင်းသုံးဆက်ရဲ့လောရက်တခုကြောင့်ရှူတင်မှာငိုခဲ့ရတဲ့အစုအိမ်စံ2025ခုနှစ်မှာမထင်မှတ်တဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ကြီးကြပ်ခံရတဲ့အင်ဂျီကိုပိုင်ဆိုင်ထားတဲ့အမှုပညာရှင်၄ယောက်စတဲ့သတင်းတွေပဲဖြစ်ပါရရှင်။ လူငယ်အစောတော်တအူးစင်ပေါ်မှာမပြောသင့်တဲ့စကားပြောလို့ထိမ့်သိမ်းခံလိုက်ရတဲ့အကြောင်းရင်းပရိသတ်များအလုံးမဲမိင်္ဂလာပါရှင်ဒီရက်ပိုင်းအတွင်းဆိုရှယ်မီဒီယာမှာရောအပြင်လောကမှာပါအတော်လေးခရင်ရိုက်သွားတဲ့သတင်းသဘောရှိပါတယ်။အဲ့ဒါကတော့လူငယ်တွေကြားမှာလူကြိုက်များတဲ့ rapper အစောတော်တအူးဖြစ်တဲ့ Wing Owen တယောက်ဂီတာပွဲတော်ကြီးတစ်ခုရဲ့ဆင်မြင်ပေါ်မှာမပြောကြသင့်တဲ့စကားလုံးတွေတုံတုံခဲ့လို့နောက်ဆုံးမှာမြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေထိမ့်သိမ်းစစ်ဆေးတဲ့အခြေအနေထိရောက်ရှိသွားခဲ့တဲ့သတင်းပါပဲ ဒီကိစ္စနဲ့ပတ်သက်ပြီးလူအများစုကသူ့ရဲ့အပြုမှုကိုပြင်းပြင်းထန်ထန်ဝေဖန်နေကြတဲ့အချိန်မှာအခုဒီဖြစ်ရဲ့နောက်ွယ်ကဘယ်သူမှမထင်ထားခဲ့တဲ့တကယ်အကြောင်းရင်းဆိုပြီးတော့အံ့အားသင့်စရာသတင်းတွေထွက်ပေါ်လာခဲ့ပြန်ပါတယ်ရှင်။ပြည်သက်ကြီးတို့ကြားသိပြီးဖြစ်တဲ့အတိုင်းပဲပြီးခဲ့တဲ့နိုဝင်ဘာလ၂ရက်နေ့ကကျင်းပခဲ့တဲ့ Overflow Show ပွဲဂီတပွဲတော်ကြီးမှာအဆိုတော် Wink Owen ကစင်ပေါ်ကနေပြည်သက်တွေကိုအာရုံစိုက်စီခြင်းလိုပဲဖြစ်ဖြစ်ဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်အရန်ကိုရိုင်းပြတဲ့မကြောက်ဝိမနာသာညဉ့်ဉန်းစကလုံးတွေကိုတုံတုံပြီးတော့ပြောဆိုသွားခဲ့ပါတယ် ယ်။ဒီအပြုတ်မှုကြောင့်အဲ့ဒီပွဲကိုလာရောက်အားပေးကြတဲ့ပရိသတ်တွေအထူးသဖြင့်ကလေးသင်ငယ်တွေနဲ့အတူလာရောက်ကြတဲ့မိဘတွေကတော်တော်လေးကိုဒေါသထွက်ခဲ့ကြပြီးတော့သူ့ကိုတောင်းဝင်ရှိသူတွေကအရေးယူပေးဖို့ထီတောင်းဆိုခဲ့ကြတာပါ။ကိစ္စကကြီးထွားလာပြီးရဲ့နောက်မှာတော့သူ့ကိုသက်ဆိုင်ရာကနေထိန်းသိမ်းစစ်ဆေးခဲ့ရပါတယ်ရှင်။ဒီအထီးကတော့ပြည်သက်အများစုသိထားကြတဲ့သတင်းပါပဲ။ဒါပေမဲ့အခုအစောရောယုံလေးနဲ့အတခြားသောဂီတာအတိုင်းဝင်းကသတင်းရင်းမြစ်တွေရဲ့အပြောအယောင်အခုထိန်းသိမ်းခံထားရတဲ့အစောရော Wing Owen တယောက်က ုံမှန်အခြေအနေမှာမရှိပဲစိတ်ဝေဒနာကိုဆွဆွရွရခံစားနေရတယ်လို့ဆိုပါရယ်။ဘာကြောင့်ဒီလိုမျိုးစိတ်ဝေဒနာခံစားနေရတာလဲဆိုတဲ့အကြောင်းရင်းကပိုပြီးတော့တောင်မှကြေကွဲစရာကောင်းပါရဲ့ရှင်။တရင်းနေရဲ့အဆိုအရအဆိုတော် Wing ON တယောက်လွန်ခဲ့တဲ့မန္တလေးငလင်ကြီးမှာသူ့ရဲ့မိသားစုဝင်၉ယောက်လုံးတပြိုင်နက်တည်းအသက်ဆုံးရှုံးသွားရပါတယ်။ဒါနဲ့ပဲရပ်သွားခဲ့လာဆိုတော့မဟုတ်သေးပါဘူး။အဲ့ဒီငလင်ကြီးကနေကံကောင်းထောက်မှဆိုအသက်ရှင်ကြံ့ရင်ခဲ့တဲ့သူ့ရဲ့အကိုဖြစ်သူတယောက်တည်းကလည်းနောက်ပိုင်းမှာဒီစိတ်ဒဏ်ရာကိုမခံနိုင်တော့အောင်ကိုကိုကိုစီရင်သွားခဲ့ပြန်တာပါ။ င်ဒီလိုမျိုးသူ့ရဲ့မိသားစုဝင်တွေအလုံးလောကကြီးထဲမှာဘယ်သူမှမကြံတော့တဲ့အထိတယောက်တည်းကြံရိတ်ခဲ့ရပြီးတော့အရင်စိတ်ထင်ရ trauma တွေကြောင့်ပဲသူကစိတ်ဝေဒနာကိုခံစားနေရတာဖြစ်တယ်ဆိုပြီးသူ့ရဲ့အတန်းဝိုင်းကပြောလာခဲ့ပါတယ် overflow ပွဲကဗီဒီယိုတွေကိုပြန်ကြည့်ရဲ့အခါမှာ wing တယောက်ကတော့အဲ့ဒီညကဆင်းပေါ်မှာငိုယိုနေခဲ့တာပုံမှန်မဟုတ်ပဲအယုတ်ကျိုးပြက်လဲကျသလိုဖြစ်နေခဲ့တာတွေကိုပရိသတ်တချို့ကထောက်ပြကြပါတယ်ဒါပေမဲ့ပရိသတ်တွေကြားထဲမှာတော့အမြင်နှမျိုးကွဲထွက်သွားခဲ့ပါတယ်တချို့ပရိသတ်တွေကတော့ဒီသတင်းကိုမယုံကြပါဘူးဒါကအေးအေးယူခံရတော့မှထွက်ပေါက်ရှာတော့စင်ကြေးပေးတာ တနောင်းအောင်လုပ်ပြီးတော့အမှုကနေလွတ်အောင်ကြိုးစားတာလို့မြင်ကြပါရယ်တကယ်တော့အစိမ့်မနဲ့မှုဆိုရင်ဘာဖြစ်လို့စင်ပေါ်တက်ပြီးတော့ပွဲဆိုခိုင်းသေးလဲလို့မေးခွန်းထုတ်ကြပါရယ်တချို့ကတော့မိသားစုဝင်၉ယောက်နဲ့အကိုပါဆုံးရှုံးထားရတဲ့လူတစ်ယောက်ရဲ့စိတ်အခြေအနေကိုနားလည်ပြီးတဲ့နေဒါကသူထိန်းချုပ်လို့မရတဲ့စိတ်ဝေဒနာကြောင့်ဖြစ်ပေါ်လာတဲ့အပြုတ်မှုဖြစ်နိုင်တယ်ဆိုပြီးတော့သူ့ဘက်ကနေရက်တီပြောဆိုလာကြတာကိုလည်းတွေ့ရပါရယ်ရှင်ပရိသတ်ကြီးတို့ရဲ့အမြင်ကရောဘလို့ရှိပါသလဲဝင်းအိုဝင်ကသူ့ရဲ့အပြုတ်မှုတွေကအေးအေးယူမှုကနေလွတ်မြောက်ဖို့အတွက်စင်ကြေးတစ်ခု ခဲ့လားဒါမှမဟုတ်တကယ်ပဲထိန်းချုပ်လို့မရနိုင်တော့တဲ့စိတ်ဝေဒနာကြောင့်ဖြစ်ပေါ်လာတဲ့အပြုအမူတစ်ခုလိုမြင်လားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော် တုံးဆက်ရဲ့လောရတခုကြောင့်ရှူတင်မောင်ကိုခဲ့ရတဲ့စူအိမ်ဆန်ပရိသတ်များအားလုံးဝဲမင်္ဂလာပါရှင်အခုချိန်မှာလူပြောများနေရာကတော့မဟာအပလီကေးရှင်းမှာပြသနေရရမတ်ဇလန်တွဲရိုက်ခွင်းပေါ်မှာဖြစ်ခဲ့တဲ့ပြဿနာတခုပါဒီဇလန်တွဲကခိုင်နှင်းဝေးမေဂရေ့စ်ဘယ်ရီကြော်ထက်အောင်အခုပြဿနာရဲ့ဇက်ဆောင်တွေဖြစ်တဲ့တုံးဆက်နဲ့စူအိမ်ဆန်တို့ပါဝင်ထားပြီးတော့ပရိသတ်စုဝင်ဆောင်မှုတော်တော်လေးရနေရဲ့ဇလန်တွဲပေါင် ဇလန်နေ့မှာတော့သုံးဆက်ကအားလုံးမောရတဲ့ villain ဇက်ရုပ်ကိုတော်တော်လေးပြင်အောင်တရုပ်ဆောင်ထားပြီးတော့စူဝိဆန်ကတော့ဖြည်းဖြည်းစင်စင်နွနွရရဇက်ရုပ်ပါပြဿနာဖြစ်ခဲ့တဲ့ဇက်ဝင်ငယ်ကတော့သုံးဆက်ကစူဝိဆန်ကိုပကံနဲ့ခေါင်းကိုရိုက်ရတဲ့အခါမှာရုပ်ရှင်ရဲခွင်းတွေမှာသုံးလေးရှိတဲ့အတိုင်းဒါကပကံအစင်မဟုတ်ပါဘူးပကံအတူပါဒါပေမဲ့ကိစ္စကအဲ့ဒီမှာစတင်တာပါသုံးဆက်ကအစိုးပါပကံအတူနဲ့စူဝိဆန်ရဲခေါင်းကိုရိုက်လိုက်တဲ့အခါ အတူဆိုပေမဲ့အချိန်ပြင်းသွားတာဒါမှမဟုတ်ပကံရဲ့အမာနေရာနဲ့ထိမိသွားတာကြောင့်စူအိမ်ဆန်တယောက်တော်တော်လေးနာကျင်သွားပြီးတော့ရှူတင်မော်ရဲ့မျက်ရည်ကျတဲ့အထိဖြစ်ခဲ့ရပါတယ်။ ဗီဒီယိုဖိုင်တွေပုံတွေထွက်လာတဲ့အခါမှာစုအိဆန်ကဘာမှမဖြစ်ပါဘူးအတုပါလို့ပြောနေပေမဲ့သူမျက်နှာအမူအရာကတကယ်နာကျင်သွားတာသိတာနေပါတယ်။ဒီကိစ္စမှာပရိသတ်တွေကတနာစိမ့်နဲ့စုအိဆန်ဘက်ကနေရည်တည်ကြပြီးတော့သွန်းဆက်ကိုတော့အပြင်းထန်ဝေဖန်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့သွန်းဆက်ကရမတ်ဇလန်တွေမှာဗီလင်ဆက်ရုပ်ကိုတိတ်ပြီးပြင်လို့တော့ပရိသတ်ကသူ့ကိုဇလန်ထဲမှာရောအပြင်းမှာပါအပြင်းမကြီးဖြစ်နေတဲ့အချိန်ပေါ့။အခုလိုဖြစ်ရပါပေါ်လာတော့ဇက်ရုပ်အတိုင်းပဲအပြင်းမှာလည်းအညာတာမရှိဘူး။ စိတ်ဓာတ်မကောင်းမှုဆိုတဲ့ထင်မြင်ချက်တွေပုံမူပြီးတော့အကောင်းသွားစေပါတယ်။ပရိသတ်တွေကဘလောက်ပဲအတုဖြစ်ပါစေလောဘကံပဲအချင်းချင်းအမှုပညာရှင်အချင်းချင်းကိုချင်းစာစိမ့်နဲ့ညဉ့်ညံတတာလှုပ်လို့ရတာကိုဘာလို့အကောင်ထဲပြီးတော့ရိုက်ရတာလဲဆိုပြီးမေးခွန်းထုတ်ကြပါတယ်။ ဒါကအမှုပညာသမားချင်းချင်းမငဲ့ညာတဲ့လုံရက် professional မဆန်တဲ့လုံရက်လို့သတ်မှတ်ကြပါရစေ။ဒီကိစ္စကရိုးရိုးတနက်အစီအတန်တစ်ခုလောက်ဒါမှမဟုတ်တမင်ရည်ရွယ်ချက်ရှိရှိနဲ့လုံလိုက်တာလားဆိုတဲ့တန်တရားတွေကလည်းကြီးမားနေပါရစေ။ပရိသတ်တွေကအမှုပညာရှင်တွေရဲ့အတွင်းရေးတွေကိုအမြဲတမ်းစိတ်ဝင်စားနဲ့စောင့်ကြည့်လေးရှိပါရစေ။ဘသူနဲ့ဘသူကမတည့်ဘူး။ဘသူကဘသူ့ကိုအမြင်မကြည့်ဘူးဆိုတဲ့ကောလာဟလတွေကအမြဲရှိနေတော့ဒီလိုရိုက်ခွင်းမောကပြဿနာတစ်ခုခုတက်လာပြီဆိုရင်လူတွေရဲ့တွေးခေါ်ပုံကဒါတမင်လောက်တာအချင်းချင်း ကြီးမရလို့ပညာပေးတာဆိုပြီးတော့ထင်ကြတာပေါ့အခု30နဲ့စုဝေဆန်ကိစ္စမှာလည်းသူတို့နှစ်ယောက်ကြားမှာအပြင်းမတကယ်မတည့်တာများရှိနေလားဒါကြောင့်30ကပညာပေးလိုက်တာလားဆိုပြီးပြင်းပြင်းထန်ထန်ဆွဆွဲနေကြထင်ကြေးပေးနေကြတာဖြစ်ပါတယ်တကယ်တော့အနုပညာညီအစ်မတွေဖြစ်လို့တမင်တကာနာကျင်အောင်လှုပ်လိမ့်မယ်လို့တော့တတိချမယုံကျင်ပါဘူး ဒါပေမဲ့တဖန်ကကြည့်ရင်လေကိုကဗီလိန်ဇက်ရုပ်ကိုလုံရပြီးကိုကအလုံးကမုန်းနေပြီဆိုတဲ့အသိရှိရင်ဒီလိုရိုက်နှက်ရတဲ့အခန်းမျိုးမှာပို့ပြီးတော့တရေထားတဲ့နေပို့ပြီးတော့အညာတာတဲ့နေလို့ယူဆပါတယ်ဇက်ရုပ်ထဲမှာစီမျောသွားလို့အချိန်လွန်သွားတာလည်းဖြစ်နိုင်တယ်လို့ဇလန်ပီယာအတွက်တမင်တကာဖန်တီးလိုက်တာလားဆိုတဲ့မေးခွန်းတွေကလည်းရှိနေပါတယ်ဘလိုဝဲဖြစ်ဖြစ်ဒီဖြစ်ရကြောင်းဆိုရင်ဆန်ကတော့တကယ်နာကျင်မှုကိုခံစားလိုက်ရပြီးတော့ သွန်ဆက်ကတော့ပရိသတ်ရဲ့အမုံကိုနှက်စာတိုးပြီးတော့ခံလိုက်ရတာအမှန်ပါပဲဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်ကြီးတို့အနေနဲ့ရောဒီကိစ္စကိုဘယ်လိုမြင်ပါသလဲသွန်ဆက်ရဲ့လောရက်ကဇက်ရုပ်ထဲမှာအယံမှုဝင်သွားလို့အချိန်လွန်သွားတဲ့အစီအတန်းတစ်ခုလို့ထင်သလားဓမ္မမော်တမင်ကပညာပေးသွားတာလို့ထင်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော် 2025ခုနှစ်မှာမထင်မှတ်တဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ကြီးကျယ်ခန်းထားတဲ့အင်ဂျီကိုပိုင်ဆိုင်ထားတဲ့အနုပညာရှင်၄ယောက်ပရိသတ်များအားလုံးပဲမြင်လာပါရှင့်ဒီနေ့ခေတ်မှာတော့2025ခုနှစ်ကြီးမှာကျမတို့ချင်ရတဲ့အနုပညာရှင်တွေမင်းသားမင်းသမီးတွေဟာအနုပညာအလုပ်တစ်ခုတွေနဲ့ရပ်တည်နေကြတာမဟုတ်တော့ပါဘူး။တချို့ကတော့အနုပညာကရလာတဲ့အောင်မြင်မှုတွေကိုအရင်တည်ပြီးတော့မထင်မှတ်တဲ့စီးပွားရေးလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံကြပါတယ်။တချို့ကလည်းသူတို့ရဲ့အိမ်တော်ရေးကံကောင်းမှုတွေကြောင့်ဘဝတွေတစ်စိချိုးပြောင်းလဲသွားကြတာပါ။ဒီလိုနီလန်ပေါင်းစုံနဲ့တိန်ပေါင်း ောင်းတောင်းချီတန်ဖိုးရှိတဲ့မျက်စိကျိန်းလောက်အောင်ခန်းနာထည့်ပါရဲစံအင်ကြီးတွေကိုပိုင်ဆိုင်သွားကြတဲ့အနုပညာရှင်တွေရှိနေပါတယ်။ကဲဒီနေ့မှာတော့အဲ့ဒီလိုကြီးကျယ်ခန်းနာတဲ့အင်ကြီးတွေကိုပိုင်ဆိုင်ထားကြတဲ့နာမည်ကြီးအနုပညာရှင်၄ယောက် အကြောင်းကိုတင်ဆက်ပေးကြပါတယ်။နံပါတ်1မင်းသမီးစမိုင်းပထမဇော်တယောက်ကတော့2000ပြည့်နှစ်ဝင်းကျင်လောက်ကလေးကပြည်သက်တွင်နေရင်နေခဲ့တဲ့မင်းသမီးကျော်စမိုင်းပါပဲ။ သူမကတော့အခုချိန်မှာအနုပညာရှင်တဦးဆိုတာထက်တထိမကြီးတဦးဖြစ်နေပူပြီးရရတည်နေရပါသူမရဲ့စီးပွားရေးအင်ပါယာကမြန်မာပြည်တည်းမဟုတ်ပါဘူးအမေရိကန်နိုင်ငံမှာပါခန်းနာတဲ့အဆန်အင်ကြီးတွေကိုပိုင်ဆိုင်ထားတာပါမြန်မာနိုင်ငံမှာရှိတဲ့သူမရဲ့အင်ကြီးကတော့အလုံးရဲ့မျက်စိထဲမှာစွဲနေတဲ့အဖြူရောင်ဆန်အင်ကြီးပါမြန်မာပြည်မှာနေထိုင်စဉ်အခါကဒီအင်ကြီးမှာထဲထဲဝဝနေထိုင်ခဲ့ပြီးတော့ကာလပေါ့စေးအရသိန်းပေါင်းတောင်းချီတန်ကြီးရှိတယ်လို့သိရပါတယ် ဒါကအနုပညာအလောတခုတွေကရတဲ့ဝင်ငွေမဟုတ်ပဲအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတွေကနေရရှိလာတဲ့ကြွယ်ဝမှုတွေပါနံပါတ်1အရှင်မင်းသမီးစပယ်မုံဒုတိယတယောက်ကတော့တကယ်ကိုမထင်မှတ်တဲ့ဘဝအလှည့်အပြောင်းကိုပိုင်ဆိုင်ခဲ့သူအရှင်မင်းသမီးကြီးစပယ်မုံပါရှင် သူမကတချိန်ကနေပြည်သက်တွေရဲ့အသေးစွဲမင်းသမီးတစ်လက်ဖြစ်ခဲ့ပါတယ် ဒါပေမဲ့အဲ့ဒီခေတ်မှာအနုပညာကြီးနည်းနည်းလေးနဲ့ဘဝကိုတော်တော်လေးရုန်းကန်ခဲ့ရတဲ့သူပါလို့အင်တာဗျူးတွေမှာဖြေခဲ့ပူပါရယ်။ဒါပေမဲ့သူမရဲ့ကံကြမ္မာကအသက်40ကျော်မှတစ်ဆင့်ချိုးပြောင်းလဲသွားခဲ့ရပါ သူမကအရန်ကိုချေရတဲ့သူမကိုအရန်တံပိုးထားရတဲ့ခင်မုန်းတဲ့နဲ့တွေ့ဆုံခဲ့ပြီးတော့အခုဆိုရင်တော့တိမ်ပေါင်းတောင်းချီတံပိုးရှိတယ်။ရှူတင်ချန်တွဲရဆန်အင်ကြီးရဲ့ပိုင်ရှင်ဖြစ်နေပါပြီ။ဒီအင်ကြီးကိုသူမရဲ့ခင်မုန်းဖြစ်သူကတိဆောက်ပေးခဲ့တာဖြစ်ပြီးအသက်ကြီးမှစီးပွားရေးအောင်မြင်ပြီးတော့ဘဝအေးချမ်းသွားတဲ့သူမကိုပရိသတ်တွေကလည်းတကယ်ကိုဝမ်းသာပြီးဒီဖြစ်ခဲ့ကြပါတယ်။နံပါတ်3မင်းသမီးနဝရက်အင်ကြီးအိမ်ကောင်ပိုင်ဆိုင်သူတွေရဲ့စိတ်ရင်းမှဒီမင်းသမီးကိုတော့ဘလို့မှချန်ထားခဲ့လို့မရပါဘူး။သူမကတော့တခေတ်တခါကထိ ေးတမ်းမင်းသမီးနဝရက်ပါပဲရန်ကုန်မြို့ရဲ့အထင်ကရနေရာမှာတည်ဆောက်ထားတဲ့သူမရဲ့အနီရောင်တိုက်ကြီးကကြီးမားခန်းနာလုံးလုံးဖြတ်သွားဖြက်လာမြင်သူတိုင်းအားကြရတဲ့ icon တစ်ခုလိုပါဒီအင်ကြီးကလည်းတိမ်မောင်းတောင်းချီတန်ကြီးရှိပြီးတော့ထူးခြားချက်ကတော့အင်းရဲ့အတွင်ပိုင်းအပြင်စင်အားလုံးကိုသူမစိတ်ကြိုက်တလက်မမကြံအသေးစိတ်ပြင်ဆင်တည်ဆောက်ထားတာပါဒါကသူမရဲ့အနုပညာတတန်းတစ်လျှောက်လုံးကအောင်မြင်မှုတွေပြီးတော့သူမရဲ့မထင်မှတ်တဲ့စီးပွားရေးယင်းနှမြုံနယ်မှုတွေရဲ့အသေးပွင့်တွေပါ နံပါတ်၄နေဂျီဦးနောက်ဆုံးတယောက်ကတော့ဒီခင်းရဲ့ trend အတိုင်း beauty blogger ဘဝကနေအနုပညာရှင်ဘဝကိုကူးပြောင်းလာပြီးတော့အောင်မြင်မှုအခိုင်အမာရရှိခဲ့သူနေဂျီဦးပါနေဂျီဦးကတော့ပရိသတ်တွေသိကြတဲ့အတိုင်းပဲခရိုနီတူရဲ့သမီးဖြစ်တာနဲ့အညီသူမတို့ရဲ့မိသားစုဆန်အင်ကြီးကအလွန်ကြီးကျယ်ခံထားတာပါ တာမန်အင်ဝင်းမျိုးမဟုတ်ပဲခြံဝန်းကျဲကြီးထဲမှာတစ်တောအုပ်တစ်ခုလိုဖြစ်နေအောင်အပင်မျိုးစုံကိုစိုက်ပျိုးထားပြီးတော့ခန္ဓာလာပါတဲ့သုံးတက်တိုက်ကြီးနဲ့ပေါင်းဆက်ထားတာပါဒါကသူမရဲ့မိသားစုစီးပွားရေးလုပ်ငန်းတွေရဲ့ကျွဲဝမှုတွေကိုပြသနေတယ်လို့နေကြည်ဦးကိုရင်ကလည်းသူမရဲ့ကိုယ်ပိုင် brand တွေနဲ့ဒီဘဝကိုထိုက်တန်အောင်ဆက်လက်ပြီးတော့စူးစမ်းနေတဲ့သူတအူးလေးဖြစ်ပါတယ် ကေတာတွေကတော့အနုပညာကိုအခြေခံပြီးတော့မထင်မှတ်တဲ့စီးပွားရေးလုပ်ငန်းတွေအခွင့်အလမ်းတွေကနေတိမ်ပေါင်းတောင်းချီတန်းဆန်အိမ်ကြီးတွေကိုပိုင်ဆိုင်ထားတဲ့အနုပညာရှင်၄ယောက်အကြောင်းပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောဒီနုပညာရှင်တွေရဲ့အိမ်တွေကနေဘသူရဲ့ဆန်အိမ်ကြီးကိုအကြိုက်ဆုံးလဲဘသူရဲ့ဘဝအလဲအပြောင်းကအင်ရောစရာအကောင်းဆုံးလဲဆိုတာမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးပါဦးနော်ကျေးဇူးပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်